ကဲမင်္ဂလာပါအမျိုးတို့ကြီးမင်္ဂလာပါကဲပြောင်းဆုံးကြပါမယ်ဒီလိုနော်အဲတို့တော့ကြနေညနေရဆရာပြောရဲပရိတ်ကိုအပိုင်ဆွဲပရိတ်ဆွဲရင်တော့သိကြပြီနော်ပရိတ်ဆွဲတဲ့လူတော့ကြိုက်လို့ဆွဲတဲ့လူရမှာပေါ့နော်မကြိုက်လို့မလုပ်တဲ့လူတော့လည်းမရဘူးပေါ့ကိုဆရာတို့မင်းရတော့ကြည့်ပါဦး နှစ်ရှိကိုပြန်ကြကနန်းကလည်းဟိုဘလို့ပါဘူးဟိုကနန်းကကြံကနန်းသုံးလို့ပျောက်ပြီးကြံနေရတယ်တော်တော်ဆိုးသွားတယ်အမှအဲ့ကောင်မပျောက်တာနဲ့နော်ဒီမှာနှစ်ရှိကိုယူအောင်အဲ့ကောင်မပျောက်တာနဲ့အပိုင်ပဲနော်လက်မျိုးလိုက်တယ်ဟိုရှေးဘိတ်ကအငြိမ်နဲ့ယူအောင်တော့ပဋိဒေကြောက်အောင်ပါရဲ့ဟမ်အော်ဒီရမို့ဘယ်ရောက်လာလဲ ဒါကဟိုဟောလို့ရမှာခုနကဟောဆိုတော့ပရိကလည်းကြားတယ်နော်ပရိကလည်းညိပဲကြည့်ပါပရိကလည်းအညိကြားတယ်တော့အမှအနှစ်3 9ပျောက်လို့မပျောက်တာနဲ့ကျင်းတီပေါ့ဒီကနေ့တော့ကိုရမိန်ကျင်းတီထွက်ပြီနှစ်3 9ကတော့ပျောက်ပြီကြံနေရတယ်ကဲအဲ့တော့အခုဒီမနေ့ဆိုရင်ခုမနေ့ဖြစ်ရင်ပေါ့နော်28ရက်နေ့ဆိုလို့ရှိရင်အဲ့ဒီနှစ်3 9က လို့လုံးတော့မယ်လို့နော်လုံးမယ်လို့ထင်တယ်ပေါ့ကြံနေခဲ့ပန်းကိုဟုတ်လား तू อ่ะအဲ့ဒါမျိုးကလုံးရယ် तू อ่ะစုံလုံးတတ်တယ်နော် तू မထင်မမှတ်ပဲနဲ့အဲအဲ့တော့လုံးလေးနဲ့အပီးခွေကြီး तू လှုပ်ရတတ်တယ်ဟုတ်တုတ်ချင်မှလုံးတစ်ခါကျရင်လည်းအဲ့လိုပေါ့ထိုးစားအဲ့လိုမဲတယ်လေဟုတ်လားကြံကနာကိုအပီးမဲတဲ့ခါကျတော့ तू ကွာဆိုလှုပ်ပြီးမှညနေပိုင်းတော့နောက်မနေ့လောက်ကြတော့မှလူကြီးစိတ်မဝင်စားတော့ပေါ့နော်မဲမမဲမလိုက်တော့မှ तू လှုပ်တတ်တယ်အဲ့တော့ကိုကတော့ အာကဲအဲ့တော့ဆရာစိုက်အရာတော့နော်တရားတို့ကောင်းပါလေဘရိတ်ပဲအဲ့လိုပဲနော်ဒီလိုပဲဘရိတ်နဲ့ခဏအပိတ်တလုံးနဲ့နော်ဒီမှာဒီမှာတစ်ဆိုက်ဒီမှာတစ်ဆိုက်ဒီကောင်ကအဲ့မှာဘရိတ်နဲ့ခဏအပိတ်တလုံးနဲ့ဒီကောင်ကပြောမှဆိုရင်သူစိုက်ရကြားဆိုင်ကတော့တကွက်တယ်အဲ့ဒါကိုဆရာတို့အခုမှန်ပြောမှဆိုရင်ဟိုကနန်းက၈လေးကြားဆိုင်ကအပေါ့၄၈၄၈ဆိုတော့၄၈ရဲ့ပါဝါချင်းရင် နှလုံးကကိုသုံးလို့ဖြစ်တယ်ဟာအဲ့တော့အဲ့ဒီကိုသုံးကပြန်ပြီးသူပူပါအဲ့တော့ကိုသုံးတော့ရံမယ်နော်ဒီကောင်ကနှစ်ကွက်ထွက်မယ်နောက်တစ်ခါဒီဘက်မှာ side side ဒီအတူလေးကလည်းနှစ်ကွက်ပဲပဋိက္ခတော့မရှိလို့အသေးချာပဲအဲ့ဟိုနေရာမှာနော်ကြာတို့တော့ကြာနေရာမှာတော့ဒီမှာ side လေးတစ် side လေးနဲ့ပြိဖန်လိုက်တယ်မလားငါငါလေးလေးနဲ့နဲ့ဆိုသူကြားနေပြီလားအဲ့တော့သူကမှတစ် side လေးလားအခုဒီကောင်ဆိုရင်နှစ် side ပြိကိုဒီမှာလည်းအဲ့ပြိနေပဲသွားမှာနော်အဲ့တော့ side နဲ့ side နဲ့ ပရိကတော့မိတ်ဆွေတို့ကြီးဆွဲနိုင်အောင်ပို့ပြီးတော့အကျိုးရှိလိမ့်မယ်လို့ဆရာထင်တယ်နော်ပို့ကောင်းတယ်ပေါ့ပရိဟဲ့လားအဲ့ဒါဆိုကြည့်အောင်ဒါဆိုကြည့်အောင်ဆိုတော့ဒါကပရိနော်ဒီကောင်ပရိနဲ့အပိတ်နဲ့ပြမှာလားအဲ့ဒါဆိုပရိကိုအရင်ကြည့်လိုက်နော်ပရိကိုအရင်ကြည့်လိုက်တော့ဘယ်လိုကြည့်မလဲဆိုတော့ဒီမှာ6 5 6 7ဒီလေးလို့ ဲ့လင်းလုံးပေါင်းရင်၃ရဟုတ်ကဲ့နော်အဲ့ဒီကနေပြီးတော့ဒီမှာတပင်းနှစ်ပင်းတပင်းနှစ်ပင်းချားမယ်ဒီမှာရှစ်ရှစ်လေးတုံရဒီလေးလုံးပေါင်းရင်၃ရဟုတ်ကဲ့နော်အဲ့ဒီကနေပြီးတော့ဒီကဒီမှာတပင်းနှစ်ပင်းချားမယ်ဒီမှာ9546ပေါင်းရင်းစီ၃ရ၄ပင်ကိုပို့ပြဲဟဲ့လား နော်ဘုံကောင်တော့လည်းတို့၄ပင်တော့မဟုတ်၆ပင်ကြာပါတာပေါ့ဟို၃ချိန်မြောက်၆ပင်ကိုအဲ့လိုသွားဖြစ်တယ်နော်ပြီးပြီးခဲ့တဲ့တို့တောက်ကြံနေညံနေဆိုင်ကအခုကဒီမှာနော်ဒီမှာလည်းအဲ့တော့ဒါတပင်၂ပင်ချာအဲ့ဒါ၂ပင်ကြော်ပါပေါ့အဲ့တော့ဒီမှာ၃ညဖြစ်အောင်တဲ့ဒီမှာထည့်ပြရနော်၃ညဖြစ်အောင်ထည့်ပြရမယ်ဆိုတော့ဒီအပေါ်မှာ၄လေးလို့ရှိရောရှစ်လို့ရှိပြီအဲ့တော့ဒီနေရာမှာပြိတ်ကနှစ်ပြိတ်ဖြစ်ရနော်ဒီမှာပြိတ်နှစ် ဟုတ်ရောအဲ့တော့ပရိတ်ကဟာပရိတ်နှစ်နော်ဒီမှာပရိတ်နှစ်ဖြစ်ရအဲ့တော့ပရိတ်နှစ်ကိုဆရာတို့အပိတ်တလုံးရှာမယ်အပိတ်တလုံးနဲ့ရှာလိုက်ရင်ဒီကောင်တေချာပေါက်ကနတခွက်တထွက်လာနော်ဒီကောင်လေးလုံးပုံရပြအောင်ဒီမှာရှေ့ရှေ့ရောက်တာပရိတ်နှစ်ပေါ့နော်အဲ့တော့တခါအဲ့မှာအပိတ်တလုံးရှာမယ်အပိတ်တလုံးကြည့်မယ်နော်ဒီဆိုက်ကသူ့ပါသူတီးတန်တော့တခွက်ထဲသွားမှာနော်ဒီဆိုက်ကအဲ့ဒါကိုဆရာကဟုတ်ကော power chain ထည့်မှာ ခုန3ခုကပါဝါချိန်ထည့်လိုက်မှာဘာဖြစ်လို့ဆိုကြံကဏ္ဍပြင်းနေတဲ့အတွက်เนาะအဲ့ဒါကြောင့်ပူပါတယ်လေနော်ဘရိတ်ရှစ်နှစ်ကလည်းဒီဘက်မှာ30နှစ်ဆိုင်သွားပြီးကြီးပြီเนาะအဲ့ဒါကြောင့်ကက်တာဆိုရင်ဘရိတ်ကိုပေါက်တယ်အပိတ်တစ်လုံးကြည့်မယ်เนาะကဏ္ဍတစ်လုံးကြည့်မယ်အပိတ်ဘယ်လိုကြည့်မယ်ဆိုရင်ဒီမှာ184ပေါင်ရင်3 3ဦးဒီ9နဲ့ပေါင်မယ်เนาะ184ရဲ့3 9နဲ့ပေါင်ရင်ဒီဘယ်လောက်လဲ ရှေ့တဲ့ဟုတ်ပြီနော်တကြိမ်အဲ့ဒါဒီကောင်ဖြီးပါနော်ဒီရှေ့ကိုဖြီးပါလားအဲ့ဒါဆိုနောက်တော့ကြီးဆက်ကြည့်မယ်ဒီမှာ8392ရှေ့ဒီလေးလုံးပေါင်းခြင်းဒီလေရှစ်ပဲဟုတ်ပြီနော်ကဲဒါဆိုနောက်တစ်ချိန်ဆက်ကြည့်မယ်ဒီမှာ193နော်193ပေါင်းခြင်းက3 3ဦးဒီ9နဲ့ပေါင်းတယ်ဒါလည်း10ပဲဆိုတော့ ဒီမှာရှစ်နော်ဒီလေးလုံးပေါင်းနေရှစ်ဒီလေးလုံးရှစ်ဒီလေးလုံးရှစ်ရှစ်သုံးချက်ရိုက်တာနော်ဒီမှာရှစ်တစ်ချက်နော်ဒီမှာတစ်ချက်နှစ်ချက်ဒီမှာတစ်ချက်သုံးချက်ရှစ်သုံးချက်ရအဲ့ဒီသုံးချက်ကိုဖြည့်မှာနော်နောက်တစ်ခါသူကဒီမှာကကြတော့ဒါအခုဒီမှာကြတော့သူကခွန်လို့ရိုက်သွားတယ်လားခွန်6 4တို့လားခွန်လို့ရိုက်သွားတယ်နော်အဲ့ဒါကိုဒီရှစ်သုံးချက်ကိုရပြန်ဒါလိုပြန်ဖြည့်မယ်နော်ဘယ်လိုဖြည့်မလဲဆိုတော့ဘယ်လိုဖြည့်မလဲဆိုတော့ဒီမှာကြည့် ကောင်းပြီအဲ့ဒါဆိုရင်နော်ဒီမှာရှစ်သုံးချက်ရိုက်ပါဘောနော်အဲ့ဒါကိုတစ်ချက်ပြန်ကြည့်မယ်ဒီမှာဒီဘက်ကနေဒီလိုသွားလိုက်အယောင်ခွဲလိုက်မယ်နော်ဒီမှာ၄သုံးညာ၄ငါးသုံးညာကိုကိုကိုဒီကိုနဲ့ပေါင်းမယ်အဲ့လေးလုံးပေါင်းရင်ရှစ်တယ်ဟောအဲ့တော့ဒီရှစ်ကိုဒီမှာတစ်ချက်လို့ရှစ်လို့ရိုက်ပြီနော်အဲ့ဒီနောက်တစ်ခါဆက်ကြည့်မယ်နော်ဒီမှာဒီမှာသုံးပြီနော်ဒီလေးလုံးရှစ်ပြီးတော့တစ်ခါဒီမှာ နော်641 641ပေါင်းနေတဲ့တစ်ကိုဒီ9ပေါင်းမယ်10ပဲတဲ့ဟောအဲ့တော့ဒီမှာ10 3ချက်ဒီမှာရိုက်ထားသလိုဒီမှာလဲသူက4 5 3 9 10 10နော်641 9 10အဲ့တော့ဒီကောင်းပြီရဲ့10လို့ထပ်ပြီးတော့သူကဒီတော့လို့ညီအောင်ပါတယ်ဒီလို10လို့ထပ်ထည့်ရမှာနော်ဒီမှာ10 3ချက်ဒီမှာ10 3ချက်အဲ့လိုသွားမှာအဲ့တော့အခုဒီမှာက၄၃၃၄၆ပါ 30လို့ရှိတယ်အဲ့တော့10ဖြစ်အောင်ဆိုဒီနေရာမှာအပိတ်ကပါထည့်မယ်ဒီမှာ30ရှိကြည့်အောင်10ဖြစ်အောင်ဆို10ပဲထည့်ပြရမှာဟောကဲဒါဆိုရင်ပရိတ်ကခုနကတော့ဆရာတို့ယူလာတဲ့ဒီမှာ2ပရိတ်တွေ့လားနော်ဒီ၄လုံး30အဲ့ဒါဒီ၄လုံး၃ညဒီ၄လုံး၃ညဒီ၄လုံး၃ညဒီကောင်၃ညဖြစ်အောင်ဆိုရင်ပရိတ်2 2ဆိုတဲ့အခါကျတော့ဒီကအခုလာတာက10ပိတ်ပရိတ်2ဆိုတော့ပြီးပြီကနာတကွက်တယ်နော်ဒီမှာ48တဲ့အော်တိုဝင်သွားမယ်တွေ့လား ။အဲ့တော့48လို့ဝင်သွားတဲ့ခါကျတော့ तू ကဒီကောင်ရဲ့ power နှလုံးကြီးချိန်လိုက်တော့ဘာဖြစ်လဲ။ဒီမှာ93ရာတွေ့လား။နော်အဲ့တော့ဒီ93ကခုနဆက်ပြောသူလို့ပေါ့။ကြံကဏ္ဍဖြစ်နေတဲ့အတွက်ဒီကောင်ပူပါတယ်နော်။အဲ့ကြောင့်ဒီကောင်တော့ကွက်ထက်တော့နော်။ဒီကောင်တော့ကတော့မိတ်ဆွေကြိုက်တော့လို့ပေါ့မကြိုက်တော့လဲသဘောနော်။ဆိုင်းရံကြိုက်မယ်ဆိုရင်ဆိုင်းရံမထိုးဟုတ်ဘူးဒါပေမဲ့ဒီကောင်ကတော့လှုပ်တော့လှုပ်တင်တယ်ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်။ကေတာကတဆိုင် ဟုတ်ပြီเนาะဒီမှာလေးရှစ်ကတော့တဲကြကြဆိုင်ပေါ့เนาะကိုတော်ဝန်သူ့ရဲ့ပါဝါလှမ်းမျိုးစက်ထည့်ပြီးလိုက်ဟာဒါကြရင်တော့မကြိုက်တော့လည်းဒါမိတ်ဆွေတပေါ်ကဲဒါဆိုရင်ဒီမှာချက်ရေးမယ်ဒါလေးရှစ်ကတဲပေါ့ဟာလားတဲเนาะလေးရှစ်ကိုတော်เนาะဟိုမိတ်ဆွေတို့အာတော့အာပေါ့เนาะခဏအပါပါလေးတော့အာမဟုတ်လားကဲဒါနှစ်ကွက်ရတယ်ဒီဘက်ကနှစ်ဆိုင်ကနှစ်ကွက်ထွက်လာပြီနှစ်ကွက်ကဒီအပေါ်ကောင်မိန်ပေါ့နော်ဟဲ့လားဒါမိန် ဓမ္မိန်ပေါ့နော်ဟုတ်ပြီအဲ့ဒါကောင်မိန်နော်အဲ့တော့တခါနောက်တစ်ဆိုက်ကြည့်မယ်ဒီဘက်ဆိုင်ဒီဘက်ဆိုင်ကလည်းအဲ့လိုပဲ break နှစ်နဲ့ပဲတွားမှာနော်အရင်ကောင်းတော့ break မိရှုလို့ကြိုင်ဆွဲတာနှစ်ပြည့်ကိုနော်နှစ်ပြည့်ကိုကြိုင်ဆွဲတာဆိုရင်ဆရာတို့ကောင်းလို့ရေးကြိုက်တယ်လေနော်ကဲဒါဆိုရင်ဒီဘက်ဆိုင်ကိုကြည့်အောင်နော်ဒီဘက်ဆိုင်ကသူဘယ်လိုလာလဲဆိုတော့သူ့ဘရိတ်ခုနလိုပဲဆရာဘရိတ်အရင်ပြဒီဆိုင်လေး နည်းဒီမှာနည်းဆွဲလိုက်နီးကလေးဆွဲလိုက်မှာလားနည်းနည်းရှင်းပါအောင်အဲ့ဒါဒီကောင်လေးခုနလိုပဲ break ဆက်အရင်ပြ5 6 3 356ပေါင်းခြင်းသည်၄လေးနဲ့ခတ်သည်နှစ်သူက၄နှစ်မှတ်တမ်းနဲ့သွားမှာဟုတ်ပြီနော်ကြည်ဒါနော်အဲနောက်တစ်ပိုင်းဆက်ကြည့်မယ်ဒီမှာ၅၄ပေါင်းခြင်းသည်ကို၉ကိုဒီ၅နဲ့ပေါင်းမယ်ဘယ်လောက်လဲ၄ပဲ၄၄နှစ်ခတ်သည်နှစ်သူ၄နှစ်မှတ်တမ်းနဲ့သွားမှာနော်အဲ့တိုင်းကြီးမစင်တာ ကဲဒါဆိုရင်နောက်တစ်ပတ်ဆက်ကြည့်မယ်ဒီမှာတစ်ခုံပေါင်းနေရှစ်ရှစ်ကိုဒီ6နဲ့ပေါင်းမယ်၄ပဲ၄နှစ်ပဲပေါ့နော်၄နှစ်ခတ်တိနှစ်အဲ့ဒါ၄နှစ်ပဲနော်အဲ့ဒါဆိုရင်နောက်တစ်ပတ်ဆက်ကြည့်မယ်ဒီမှာရှစ်ရှစ်ကိုဒီ၄နဲ့ပေါင်းမယ်ဘယ်လောက်လဲနှစ်တဲ့နှစ်နဲ့ခတ်တိ၄ဟော၄နှစ်ကြည့်ပဲသူဆင်းနေတာဟုတ်ပြီနော်အဲ့ဒါဆိုရင်အခုနောက်တစ်ပတ်ဆက်ကြည့်မယ်ဒီနှလုံးက၈၈ကိုဒီ6နဲ့ပေါင်းမယ် ဒါလည်း၄ပဲတဲ့၄နဲ့ဆက်ပြီး၄ပဲဟောတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်၅ချိန်၅ပဲ၆ချိန်မြောက်ဒီကောင်ချိန်တည်ပေါ့လုံးလုံးကျန်တော့ကြိုက်တယ်အဲ့ဒါမျိုးအရန်ကြိုက်တာအဲ့ဒါမျိုးဒီကောင်မျိုးကြီးချိန်တည်ပေါ့ပုံမှာအဲ့ဒါနှစ်လေးပြည့်အငိမ့်နော်အဲ့တော့ဒီမှာကတော့ဘယ်လိုပြောမလဲယူမယ်ဆိုရင်ဒီမှာနော်ဒီသုံးလုံးပေါင်း၄ဒီသုံးလုံးပေါင်း၄ဒီလေးနဲ့ပြောတာတော့၃၅၆၄၅၄၅၄ 6တက်ခွန်လေးမလေးလေးလေးနဲ့ပဲသူစင်၄ရောက်တော့မှသူက၄၈တုံညာနှစ်လို့ဆိုပြီးသူရိုက်လိုက်တာပြီးတော့တခါထပ်ပြန်စင်တယ်ဒီမှာ6လေးလေးဒီလေးပဲပြန်စင်တယ်အဲ့တော့သူကြည့်မယ်ဆိုရင်ဒီမှာ၄၃၄ချက်ရိုက်ထားတယ်၄၄၄၄ဆိုပြီး၄ချက်ရိုက်ထားတာနှစ်ကဒီချိန်ပဲရှိသေးတယ်ဒီမှာနှစ်လေးလို့ရအဲ့တော့ဒီကောင်စီတဲ့သူကနှစ်ပဲဖြစ်မယ်လို့ဆရာလုံးဝတထစ်ကြယုံကြည်တာဒီကောင်လက်တာနဲ့နော်အဲ့တော့ဒီမှာ၃ညရှိရင်ကြောင့်ဒီမှာပြိတိ နှစ်ပဲဖြစ်ရမှာဟဲ့လားလေးဆိုတာကဆရာကတာဘယ်လိုပြောမလဲသူပုံသူကြာပေးလာတဲ့ပုံစံမှာပြက်ကိုရောပြတာနော်မတော်စကိုကတော့နှစ်ယူတကလေးနဲ့ဖြစ်သွားမှာလဲပူပါတယ်ဒါပေမဲ့လို့အတိကျယူမယ်ဆိုရင်ဒီဘက်မှာလဲနှစ်ကဘရိတ်ရှိနေလေခုနကတော့ဒီမှာလဲနှစ်ဘရိတ်ရှိနေဖြစ်တဲ့အတွက်နှစ်ကတော့မိန်ယူအောင်ပေါ့နော်နှစ်ဘရိတ်ကတော့မိန်ပေါ့လေးဘရိတ်ကအရင်နော်ဟုတ်ပြီနော်နှစ်ဘရိတ်ကိုမိန်ယူမယ်ကဲဒါဆိုရင်ကောင်းပြီကဲသူကအခုဘရိတ်ထား နှစ်ပဲထားလိုက်တော့နှစ်ပရိပဲသူဆရာတော်ကမဲယူမှာဟုတ်နော်နှစ်ပရိကိုပဲမဲယူမယ်ဒီမှာကဒါလေးပရိကတော့မိတ်ဆွေကြိုက်ရင်တော့မနော်ဆရာတော်တပရိတဲ့တဲ့တစ်ခွက်တည်းပဲယူလိုက်တော့မှာနော်တစ်မျိုးတည်းပဲယူဘာဖြစ်လို့လဲဆိုတော့ဟိုကနများမယ်လေးပါထည့်ယူကနအကွက်များပါမှာလားအဲ့တော့ဒီမှာကလည်းနှစ်ပရိရှိတာလေတစ်ချက်တောင်းတာပြီနော်အဲ့ဒါဒီမှာကလည်းသူကနှစ်ပရိလူသူပေးလာတာအဲ့တော့ပေးလာတဲ့အတွက်ကြောင့်ဆရာတော်နှစ်တလုံးမပရိယူနော်ဒါမှသူကအကွက်လည်းကျင်းမယ်ဟုတ်လားဟိုအဖြစ်မယ် နော်လေးပါသွားယူရင်ကွက်တည်းများသွားမယ်ပေါ့နော်အဲ့လိုဖြစ်လို့ဟာဒါမင်းသူ့လိုကြိုက်တော့ယူပေါ့နော်မကြိုက်တော့လည်းသဘောပေါ့မင်းသူ့သဘောအဲ့ဒါဆိုရင်ဆရာတို့ထိတ်ကိုယူမှာနော်ဒီမှာတလုံးကြည့်မယ်နော်အဲ့ဒါဆိုရင်ဒီမှာ6နော်ဒီမှာ6ဒီ3နဲ့ပေါင်းမှာထိတ်နဲ့အပိတ်နဲ့ပေါ့နော်ဒီထိတ်နဲ့ဒီအပိတ်နဲ့ပေါင်းမှာ3 6ပေါင်းရင်ဒီဘယ်လောက်လဲဟိုဟုတ်ပြီနော်ကိုပါသွားသည်4ဟုတ်ပြီနော်သူက6လေးလို့သွားမှာနော် နောက်တစ်ခါဒီမှာ9ဒီမှာ9ငါးငါးပေါင်းခြင်းဒီ၃ည၃ညပါပါလीငါနော်ဟို၄၃ည9ဟောနောက်တစ်ခါဒီမှာ1ဒီမှာ6ဒီ6ပေါင်းခြင်းဒီဘယ်လောက်လဲခွန်ခွန်ပါပါလीနေဟော၄9၃ည9နှစ်ခွန်ဆိုသူတစ်ဖက်သွားတယ်နော်ဒီချာလေးကြည့်ခံနော်ပြီးတော့ဒီမှာ9 4နော်ဒီမှာ9 4 3 5ခွန်1လို့တစ်ဖက်သွားတယ် ကြည့်ဒါဆိုရင်နောက်တော့ပဲဆက်လာမယ်နော်ဒီမှာ၃ရဒီမှာ၄၄နဲ့၃ရနဲ့ပေါင်းရင်းနေ၄၄ပါသွားပြီကိုဟောဒီမှာ၄ကိုတစ်ခွက်သူပြန်ဖြီးလာတာပြန်ဖြီးသွားမှာနော်ကြည့်ဒီမှာတစ်ခွက်ဖြီးပြီဟုတ်ပြီနော်ကြည့်ဒါဆိုနောက်တစ်ခွက်ဆက်ကြည့်မယ်ဒီမှာ၄ဒီမှာ၆လေးချောက်ပေါင်းခြင်းဒီဘယ်လောက်လဲ၃ည၃ညပါပါသည်ငါဟောဒီမှာ၃ည၅ဟုတ်တပည့်ဖြီးပြီဒီမှာတကွက်ဖြီးပြီကဲကြမ်းနေတယ်နှစ်ခွန် ဒလာအဲ့နှစ်ခွန်တကွက်ဒီမှာကြာပြီးဖြီးပြီးရမှာဟုတ်လို့သူကသုံးဘင်းစီကြောင်းဖြီးရမှာဟုတ်ဖြီးရမှာဆိုတဲ့အခါကျတော့ဒီမှာလေးကိုပြီးပြီးငါတို့ညဖြီးပြီးကဲဒီမှာနှစ်ခွန်ကျန်တယ်အဲ့တော့ဒီမှာစီသူကနှစ်ခွန်လို့သူကထည့်ပြီးရမှာနော်နှစ်ဖြင့်ဖြင့်မဖြင့်ခေါ်ပါနော်နှစ်ခွန်ကိုထည့်ပြီးရမှာကဲဒါဆိုရင်ဒီမှာသုံးညရှိရပြိတ်ဒီထိတ်ဒီနှစ်ခွန်ထည့်လို့ရဒါကတဆိုင်နော်ခုနဟိုဆိုင်နဲ့မတူဘူးနော်သူကနှစ်ခွန်ထည့်လို့ရတယ် နှစ်ခွန်ထိတ်ကိုပေးလာတဲ့ပရိတ်ကနှစ်ပဲယူမှာတော့နော်ခဲ့တယ်ဆိုရင်လေးဦးတော့မယူတော့ဘူးနော်ဒါနှစ်ပဲယူမှာဟာလားနှစ်ပဲယူမှာလေးမယူတော့ဘူးလေးရတော့မိတ်ဆွေကိုကြိုက်ယူပေါ့နော်နှစ်လေးပရိတ်ကိုလေးရတော့ကြိုက်တာယူနော်ဇာရတော့နှစ်ပရိတ်ပဲဒီဒီကင်ထက်လိုက်တော့ဟာလားခဲ့တယ်ဆိုရင်အခုဒီမှာကထိတ်စီးရနှစ်ခွန်နော်ဒီမှာအဲ့ဒီနှစ်ခွန်ပြေးရမှာဟုတ်ဒီနှစ်ခွန်ဖြစ်အောင်ဆိုတော့ဒီမှာနှစ်ခွန်ထိတ်စီးပရိတ်ကနှစ်ဆိုတော့ခွန်9 နှစ်တုံညာဒါပဲနှစ်ကွက်ပဲဟုတ်ပြီနော်ရှင်းတယ်နော်နှစ်ခွန်ထိတ်ကိုဘရိတ်ဘရိတ်နှစ်နဲ့တွားမှာဆိုတော့ခွန်9ရဲ့နှစ်တုံညာရဲ့နှစ်ကွက်ပဲဟုတ်ပြီနော်အဲ့တော့ဒီမှာ၄ကွက်ဖြစ်လာမယ်ဒီမှာခွန်9နှစ်တုံညာဒါပဲအဲ့တော့အဲ့ဒီတည်းမှာနော်ဒီဆက်အရာကြည့်မယ်ဆိုရင်အခုခုဇာတို့ဒီဘက်ဒီဆက်အတူလေးရကြည့်မယ်ဆိုရင်ပျောက်ကနန်းနဲ့ကြံကနန်းနဲ့ကြည့်တော့ဒီကောင်က တအားလှနော်နှစ်သုံးခုပျောက်တာဟိုဒီမှာနဲ့ဒါဒီကောင်ဒီဆက်အေးရဆိုရင်ဒီကောင်ဝင်ဒီကောင်လှနော်အဲ့တော့အကုန်လုံးတဲ့ပဲလေးခွက်လုံးနော်ဒါတဲ့လေးခွက်ပါလားဒါမိတ်ဆွေတို့ကြိုက်တာကိုတင်ထိုးပြီးတော့နော်ခဏတော့လေးခွက်အကုန်လုံးပရိနှစ်ကြီးပဲနော်တဲ့လေးခွက်လို့ဟုတ်လားတဲ့လေးခွက်အားလုံးပဲစင်ပြကြပါစေစိတ်ချမ်းသာကြကိုကြီးကြမှာပြည့်စုံကြပါစေဟုတ်လားတို့ဉာဏ်ဆန္ဒဒီလိုတို့ကပြည့်ကြပါစေ လည်းဖြင့်အောင်မွေးခံနိုင်ကြပါစေအဖွဲ့လှကြပါစေလို့နော်ကဲအားလုံးပဲဘိုင်ဘိုင်မနေ့ဖြင့်ညနေမှာလည်းစိုက်ကတော်တော်ကောင်းတယ်စိုက်တအားလှတယ်နေ့ဖြင့်ညနေလည်းအဲ့လိုပဲပြိတ်နေသွားမှာဒီနားမှာနော်နေ့မှာဒီနားလေးတွေပဲနားလေးတွေပဲပြိတ်နေနေ့ဖြင့်ညနေလည်းလာပြိတ်နေဝမ်းချင်းနဲ့လာမယ်တစိုက်တွေ့လာပြီနော်ဒါပေမဲ့ဒီအပင်ရှည်လေးပင်ဒါလေးလေးပင်ကူပြီးတော့နေ့ဖြင့်ဟိုဒီနားမှာနော်ဒီညနေမှာဒီမှာအဲ့ပြိတ်နေဝမ်းချင်းနဲ့သူသွားမှာ เนาะခဏ၄ခွက်ဖြစ်နေတယ်ပရိနေဝန်းကြီးနဲ့ထားရှာကြည့်မယ်ထားရှာကြည့်လို့တပြင်းဆိုင်တွေ့ရင်တွေ့မတွေ့ရင်အဲဆိုင်တစ်ဆိုင်လေးဆိုင်တင်ပြီးမယ်နှစ်ဖက်ညလေးညာပရိနေဝန်းကြီးနဲ့အပြီး၄ခွက်เนาะတူနဲ့၄ပင်ကူပဲအဲ့တော့ဆရာဆက်လက်ကြိုးစားရှာဖွေပြီးလိုက်ပါအောင်မယ်လို့เนาะနှစ်ဖက်တွေ့နှစ်ဖက်ညလေးတွေ့အခုတည်းကဒီညလေးကဆိုင်တင်ပြီးဆရာရှာတော့ရှာတော့ပါเนาะအဲအားလုံးပဲဘိုင်ဘိုင်ကဲဆရာအားပေးကြတဲ့မိတ်ဆွေများစိတ်အချမ်းသာရင်ကိုယ်အချမ်းသာရင်ပြည့်စုံကြပါစေလို့ဆန္ဒလေးတလုံးတော့ပြည့်ကြပါစေနော် သွားလန်းတာလာလန်းနေဖြောက်ကြပါသည်။ကာယဒုက္ခစိတ်ဓာတ်ဒုက္ခနှစ်ဖြာတော့ဒုက္ခနဲ့ပြည့်စုံကြပါသည်ဗျာ။ကဲအဲ့တော့ဆရာ channel လေးကို subscribe နဲ့လည်းမိတ်ဆွေနဲ့ subscribe နဲ့ပြီးအားပေးထားကြပါဦးတောင်းဆိုပါရနော်။ကဲတဲလီကွာဟလား။ Bye bye ။